အားလုံးပဲမိလာပါဒီနေ့ရေတင်မဲ့တင်ငန်းစာကတော့အခန်း၁၄လေ့ကျင့်ရစနေရသမတ်၃ကနံပါတ်၄၅၆ပဲဖြစ်ပါတယ်နံပါတ်၄မှာဆိုရင်ဒီစီတစ်ခုကို1800ကျက်နဲ့ဝယ်ခဲ့ပြီးတော့2000ကျက်နဲ့ရောင်းတော့ဇာတ်လုံးမြင်ရမြက်တယ်နီးတယ်1500ကျက်နဲ့ရောင်းမယ်ဆိုဇာတ်လုံးမြင်ရရှုံးနေတယ်သူကရှုံးနေအမြတ်ကလူလုံးချာနေတာနော်ဒီတစ်ခုကဆို1800နဲ့ဝယ်ခဲ့တာ2000ကျက်နဲ့ရောင်းပါနောက်တစ်ခုက1500ကျက်နဲ့ရောင်းမယ်ဆိုတော့ရှုံးပါတယ်နော်ဒါဆိုရင်ဒီမှာဝယ်သေးကိုကြည့်နေ ငွေကြေးက1800ကျပ်เนาะဒါဆိုရှင်ကဘာလို့လဲရောင်းပါတယ်လေပထမဆုံး2000လောက်ရောင်းပါเนาะ2000ကျပ်ပြည့်မဲ့ဆိုအမျက်ကိုလိုချင်တယ်เนาะအမျက်ကိုလိုချင်ရင်ကျမတို့ကရောင်းတဲ့ဈေးတွေကနေငွေကြေးကိုလို့လိမ့်မယ်ဒီကမှာ2000ကျပ်တွေက1800ကျပ်ကိုလို့ဆိုတော့ဒီ200ကျပ်ချင်တယ်ဟုတ်ကဲ့เนาะအဲ့ဒီ200ကျပ်ကိုကျမအရာလုံးရှာရအောင်အဲ့ဒီငွေကြေး1800ကျပ်မှာအမျက်က200ကျပ်တဲ့ဟုတ်ကဲ့เนาะဒါလည်းလို့ရှိရင်ကျမတို့က အဲကျတို့ရဲ့ဟိုဝယ်ဈေး1800ကိုပိုင်းပြီးမှခံပြီးတော့ကျတို့အမျက်နေရာချက်ကိုစားပြရမယ်เนาะအမျက်နေရာချက်မျိုးပတ်ဆိုင်ရဲ့ဒီရက်ကမှာကျတို့ကယာရာနှိမ့်ချပါဖြစ်တယ်ပြရနေမြောက်တယ်ဒါကမှ200နဲ့1800နဲ့မြတ်တက္ကမှာ190ကိုထောင်းရှိတယ်။190ကိုနဲ့စားတဲ့ခံကိုလည်းရလဲဆိုရင်အလန်11.9%ဆိုပြီးတော့ရရှိပါတယ်။ဒါကအမြတ်ရတာနေ။နောက်တစ်ခုကကျတော့เนาะ ရောင်သေးကိုဆိုတာ1500ကျနေရောင်ဒါဆိုရင်အရှုံးပေါ့နော်အရှုံးလို့ရှိရင်တော့ကရောင်လေဝယ်သေး1800ကျနေရနေရောရောင်သေး1500ကျနေမယ်ဒါလည်းဘယ်လောက်ရှုံးမှာလဲဆိုရင်300ကျဲရှုံးတယ်အဲ့တော့ဆိုတော့ကရှုံးရခိုင်တော့ကြာမလို့ဆိုရင်နော်ဝယ်သေး1800ကျဲဆိုလို့ရှိရင်အရှုံးက300ကျဲဒါဆိုရင်ဒီစမောကဘာလို့ပါမလဲဆိုရင်ရှုံးတဲ့300ကိုကျွန်တော်ဝယ်သေး1800ကျနေစားမယ်။ဒါကလုံးချာမှာဖြစ်တဲ့တရားနဲ့မြတ် ဟုတ်ပြီနော်ဘဝ300 300နဲ့1000နဲ့ဆိုရင်36ဒီ16ဆိုတော့600ရတယ်တရားအဲအဲ6နဲ့တရားနဲ့လည်းဆိုတော့ညနဲ့ထက်ခြင်းရနေ3ဒီ6ညငါးဒီညငါးဆယ်ဒီပြင်50ကိုကျွန်တော်သုံးနေတာတဲ့ခါမှာနော်16 2.3%ရပါတယ်ဒါကအရှုံးရမှာလို့ခုနအမြတ်ရမှာလို့ဒီပိုင်းဟိုကအရှုံးရမှာနော်ဟုတ်ပြီနောက်ရနံပါတ်5ပါ ော့တမယာသီးအလုံး1500ပါเนาะအဲ့ဒါကိုဆိုတော့လုံးကို25ကျပ်လုံးနဲ့ဝယ်ပြီးတော့ဆယ်လုံးကို300ကျပ်စီလို့ရောင်းတယ်ဆိုရင်မြန်မြန်ပြည့်တယ်မြန်မြန်ပြည့်တယ်ဆိုတော့အမြတ်ငွေရောဇာတ်ကောင်ရောရှာပြီးရမယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်ကပထမဆုံးတမယာသီးအလုံး1500ကြီးဝယ်သေးရเนาะဘတ်လုံး25ကျပ်နဲ့ဝယ်တာဖြစ်တော့တယ်1500ကို25နဲ့ညောင်းမယ်ပြတ်တော့ကမှာ3,500ကျပ်ဆိုပြီးတော့ကြာကုန်ကြရပြီเนาะဝယ်သေးရ တစ်လုံး95ကျင်တယ်ထောင်ငါလုံးဝရတာဖြစ်ဖြစ်လက်ချပြင်ကြီးက3,500ကျော်ဖြစ်ပါတယ်။ဒီစင်မတို့ကတံမြားကြီး10လုံးရဲ့ရောင်းစီက300ကျင်နေတယ်။10လုံးကို300ကျင်နေတယ်။ဟုတ်လား။အဲဒီ10လုံးကို300ကျ10လုံးကို300ကျဆို1,500ဆိုရှင်10လုံးကနှစ်ခါလဲပြီးရှင်နေရှင်။တံမြားကြီး1,500လုံးရောင်းစီလို့ရှိရင်1,500ဆို30နဲ့စားပြရမယ်။ပြီးတော့ကျမတို့က300ကျင်10လုံးကို300ကျဆိုတော့300ကျင်နေမြောက်ပြီးနော်။အဲဒီ300နဲ့300နဲ့ကြည့်မယ်။ thăng hóa là trên này tổng trên đường nữa nhau đó hàm hóa lý đăng hóa đồng chế và mà thế đừng nói lý đăng hóa chả lý đăng hóa đồng chế vậy thứ thứ ba quê ra là cái tổng đồng hàng hóa là chế sáu lũ sinh hiện biết rồi sáu lũ sinh gia đình người à lý đăng hóa đồng chế là được lâu nhất lên trên này nhân người bây gì, lý đăng hóa đồng chế thì sáu lũ à thì biểu quê kia không mấy lý đăng hóa đồng chế thì à tổng đồng hàng hóa là chế người không hàng hóa là chế à không hàng hóa chế anh nhân người á thì thứ ba quê ra nói sao mà thì ွယ်သေး3500ကျက်မှာအမြင့်က9500ကျက်။ဒါသူရှင်စမောကမြက်တက်9500ကိုတော့9500နဲ့စားပြရမယ်။ပြောရရင်လုံးချက်မှာဖြစ်တယ်တရားနဲ့မြင်ပါနော်။ဒါကဒဏ္ဍာနှလုံးတရားနှလုံးချင်မယ်။55တက်လီ55 55ငါးလီက3500ကျက်မှာ။ပြောတရားကိုရှင်တို့ငါးနဲ့စားရတဲ့ခါမှာ20ရာခိုင်နှုန်းရပါတယ်။ဒါကမြက်ရာခိုင်နှုန်းက20ရာခိုင်ဖြစ်ပါတယ်။နောက်တစ်ခုကနံပါတ်6ပါ။ ပစ္စည်းတစ်ခုကိုလေးနှစ်ပိုင်းတစ်ပိုင်းယာကန်တော့အရှုံးခံပြီးရောင်းတယ်အဲ့ဒါကသူယာကန်တော့ဒီပစ္စည်းတစ်ခုကိုလေးနှစ်ပိုင်းတစ်ပိုင်းယာကန်တော့ရှုံးခံရတဲ့ခါစစ်ချက်ချက်ရှုံးတယ်အဲသူပစ္စည်းမူလဝယ်စီကိုယာနေတယ်ဒီမှာတော့မူလဝယ်စီကိုဘာလို့ထားလဲမလို့မူလဝယ်စီကိုတရားချက်လို့ထားတယ်တရားချက်နဲ့လက်နော်အဲ့အရှုံးအောင်လောက်တော့လေးနှစ်ပိုင်းပိုင်းကျက်ပါတော့။ဘူးမူလဝယ်စီတရားချက်ဆိုရင်အရှုံးအားလေးနှစ်ပိုင်းပိုင်းကျက်။ဒါတော့ဒါဆိုရင်နော် အရှုံးကလေနံပါတ်1ပြီးကျက်ပြစ်လေဝင်စီရတော့တော့တရားကျက်။အဲ့ဒါကျွန်တော်ကအရှုံးက16ကျက်ပြည့်လေဆိုဝင်စီပြောက်လဲပြီးကျင်းဆိုတော့ဒီ16ကျက်ကိုလေနံပါတ်1ပိုင်းနဲ့စားပြီးတော့တရားနဲ့ပြောက်ပြီးလေ။အဲ့ဒါဆိုရင်ကျွန်တော်ကဆက်ရှိကတော့ဒီအရင်ပဲလေနံပါတ်1ပိုင်းကိုကျွန်တော်ကိန်းရောကိုပိုင်းရင်းခွဲတဲ့ခါမှာနော်အဲ2ပိုင်းပြောလဲစားလာကြည့်တော့9ပိုင်းတွေ့ရပါဘောနော်ပိုင်းဝင်ပါကလေးနဲ့လေးရှိ900မှာ နိုင်ချိန်မှာကနှစ်အစားအုပ်တော့အမြတ်ပြန်တဲ့ခါမှာနိုင်မှန်ပြီးတော့တူပါနိုင်ချိန်မှာဒါလေးပြောပါနော်။ဘင်းရတရားလေးညက်မယ်။ဘယ်ဆက်ရှိကို0.9နဲ့ညက်တော့9.48။ဘယ်ဆက်မှာကနှစ်ညက်လေးလေးတရားလေးဆိုတော့400ချီ။ဒီတူကမူလဝယ်စီက400ချီ။အဲ့၄00ကျော်ဆိုတော့၁၈ချက်ရှုံးနေရှုံးတယ်ဘာပြောရမလဲဒီနှစ်ပိုင်းကရလာတော့၁၈ချက်တော့၄00ကျက်မူလဝယ်ကြီးက၄00ကျက်ဖြစ်သွားတယ်ဒီချို့ကြောင့်မူလဝယ်ကြီး၄00ကျက် နော်ဒီနေ့ကတော့လေးစင်ငယ်34.3ကနံပါတ်6ပဲဖြစ်ပါတယ်အစိုးရကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်